မလေးရှားနိုင်ငံဟာလာမယ့်နှစ်ကစပြီးအသက်16နှစ်အောက်အသုံးပြုသူတွေကိုဆိုရှယ်မီဒီယာပလက်ဖောင်းတွေအသုံးပြုခွင့်တားမြစ်မဲ့နိုင်ငံလုံးဆိုင်ရာကန့်သတ်ချက်တစ်ခုကိုအကောင့်ထဲပေါ်တော့မှာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာကလေးငယ်တွေရဲ့ online လှုပ်ဆောင်မှုတွေကိုထိန်းကြီးဖို့ကြိုးပမ်းနေတဲ့ကမ္ဘာလှုပ်ရှားမှုမှာပါဝင်လာတာဖြစ်ပြီး digital banking ရေးဆိုင်ရာစိုးရိမ်ပူပန်မှုတွေတိုးလာနေတာကြောင့် cyber နိုင်ငံမှုလိမ်လည်မှုနဲ့အမျက်ထုတ်မှုတွေကိုဟန်တားဖို့ရည်ရွယ်ပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဖာမီဖက်စီကမလေးရှားနိုင်ငံအနေနဲ့တင်းကျပ်တဲ့အသက်ကန့်သက်ချက်တွေသတ်မှတ်ဖို့အတွက်ဩစတြေးလျအပါအဝင်နိုင်ငံတကာနမူနာတွေကိုလေ့လာနေတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။အနာပိုင်တွေကအနောက်ရှက်ပေးခံရမှုငွေကြေးလိမ်လည်မှုနဲ့ကလေးသူငယ်လိမ်ပိုင်းဆိုင်ရာအလွဲသုံးစားပြုမှုတို့လိုအွန်လိုင်းအနေအထားတွေကနေကလေးသူငယ်တွေကိုကာကွယ်ဖို့လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ် အစိုးရအနေနဲ့ platform တွေဟာလာမယ့်နှစ်မှာဒီအသက်သတ်မှတ်ချက်အတစ်ကိုလိုက်နာလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။နိုင်ငံတော်များများဟာလူငယ်တွေ digital platform တွေကိုအသုံးပြုခွင့်ထိချုပ်မှုတွေကိုတင်းကျပ်နေကြပါတယ်။ Australia ကအသက်16နှစ်အောက်အသုံးပြုသူတွေရဲ့အကောင့်တွေကိုစတင်ပိတ်သိမ်းမှဖြစ်ပြီးပြင်သစ် Spain, Italy, Denmark နဲ့ Greece အပါအဝင်ဥရောပနိုင်ငံများစွာကလည်းအသက်စစ်ဆေးရေးမူပေါင်းတစ်ခုကိုပူးပေါင်းဆန်းသတ်နေပါတယ်။ ဒီလမ်းကြောင်းဟာဆဲကျော်တက်တွေရဲ့စိတ်ကြမ်းမာရေးပေါ်ဆိုရှယ်မီဒီယာရဲ့တက်ရောက်မှုပေါ်ကျေပြန့်တဲ့စိုးရိမ်ပူပန်မှုတွေကိုထင်ဟပ်စေပါတယ်။မလေးရှားနိုင်ငံကပြီးခဲ့တဲ့နှစ်အတွင်းအွန်လိုင်းလောင်းကစားကနေလူမျိုးရေးနဲ့ဘာသာရေးဆိုင်ရာအထူးမခံနိုင်တဲ့ post တွေအထိအနေရရှိတဲ့အကြောင်းအရာတွေကြောင့်အဓိက online platform တွေကိုစီစဉ်မှုတိုးမြင့်ခဲ့ပါတယ်။ဇန်နဝါရီလမှာမိတ်ဆက်ခဲ့တဲ့ license စီးမြင်အစ်စ်အရာ မလေးရှားအသုံးပြုသူ၈တန်းကျော်ရှိတဲ့ digital platform တွေဟာစီကံထိန်းသိမ်းရေးအဖွဲ့တွေနဲ့တရားဝင်မှတ်ပုံတင်ရမှာဖြစ်ပြီးအကြောင်းအရာနဲ့ဘေးကင်းရေးဆိုင်ရာလှုပ်ဆောင်ချက်တွေကိုအစိုးရကပုံမူကြီးကြပ်နိုင်စေဖို့အားဖြည့်ပေးလိုက်တာဖြစ်ပါတယ်။ လေးရှားရဲ့လာမဲ့အသက်ကန့်သက်ချက်ပြဋ္ဌာန်းချက်ကကမ္ဘာလုံးဆိုင်ရာနည်းပညာကုမ္ပဏီတွေပေါ်စီမင်းစည်းကမ်းဆိုင်ရာစံနှုန်းတွေပုံမတင်ကျက်လာတာနဲ့လာရောညီထွေဖြစ်အောင်လှုပ်ဆောင်မှုတာဝန်ကိုပုံအပ်လိုက်ခြင်းဖြစ်ပြီးဒီဒေတာတဝန်ကလေးတငယ်အွန်လိုင်းကာကွယ်ရေးအတွက်ပုံမတင်ကျက်တဲ့ဘက်ကဥတည်နေတယ်ဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။